္ဂလာမနက်ခင်းပါရှင်။2025ခုနှစ်အောက်တိုဘာလ24ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်မကတော့ຫນွေဦးမှမှပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအားနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကဆက်လက်အတိမတ်ပြုကြောင်းဆုံးဖြတ်တဲ့သတင်းဖြစ်ပါတယ်။အောက်တိုဘာလ23ရက်နေ့မှာကျင်းပလျက်ရှိတဲ့150တချိန်မြောက်နိုင်ငံတကာပါလီမန်များညီလာခံရဲ့အမှုဆောင်ကောင်စီအစည်းအဝေးက ဒီတော့စလွတ်တော်ကိုစားပြုကော်မတီ CRPHR နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့အဓိကဆွေးနွေးပတ်မိဘဖြစ်ဆက်လက်အသိမှတ်ပြုကြောင်းဆုံးဖြတ်ခဲ့တယ်လို့ CRPH မှသတင်းထုတ်ပြန်ပါတယ်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU သည်မြန်မာနိုင်ငံ၌အကြမ်းမစစ်တပ်ကအာဏာသိမ်းပြီးနောက်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPHR မြန်မာပြည်သူတို့၏တရားဝင်ကိုစားပြုအဖွဲ့အစည်းဖြစ်အသိမှတ်ပြုခဲ့ပြီးပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အနေဖြင့် IPU ညီလာခံများနှင့်အစည်းအဝေးများသို့တက်ရောက်ခဲ့ပါသည်။ခုဆုံးဖြတ်ချက်သည် ဂျမစီယိုစုကအတူရာရွေးကောက်ပွဲချင်းပရဲ့ကြေညာထားသည့်ချိန်တွင်ဆက်လက်တည်ပြုခဲ့ခြင်းဖြစ်ပြီးတရားစုလွှတ်တော်ကိုစားပြုကော်မတီ CRPH သည် IBU ၏စီဝေးများသို့မြမကိုစားပြု၍ဆက်လက်တက်ရောက်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။မြမအရေးဖြစ်ရှိမှုတွင်နိုင်ငံတကာတိုင်ဝန်၏အခန့်ခန့်သည့်အရေးပါလှတဲ့ကဲ့သို့မြမနိုင်ငံ၌ဖြစ်ပေါ်နေသောပြပခများကိုလက်တွေ့ကြပြီးရေရှည်တည်တံ့သောဖြေရှင်းမှုဖြင့်ပံမိုးကူညီပေးရန်နှင့်စစ်မှန်သောလွတ်လပ်မှုလုံခြုံမှုနှင့် Federal Democracy နိုင်ငံရေးစနစ်တည်ဆောက်နိုင်ရေးကို ပြည်သူလူထုကပြသခိုင်မာစွာတောင်းဆိုကြိုးပမ်းနေခြင်းကိုကမ္ဘာတဝန်းကသိမြင်ပြီးထိရောက်သောအကူအညီများရရှိစေရန်အတွက်ပြည်သူတို့နှင့်ပြည်သူဆန္ဒကိုကိုးစားပြုလျက်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့အာဆီယံထိပ်သီးညီလာခံတွင်မြန်မာစစ်ကောင်စောင့်မင်းအောင်လှိုင်တရားခွင့်မရဟုမလေးရှားဝန်ကြီးချုပ်တီးပြတဲ့သတင်းဖြစ်ပါတယ်မြန်မာစစ်ကောင်စောင့်မင်းအောင်လှိုင်ဟာလာမယ့်58ကြိမ်မြောက်အာဆီယံထိပ်သီးညီလာခံကိုတရားခွင့်မရရှိကြောင်းအာဆီယံအလဲကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်ဒါရုစရီအန်ဝါအီဘရာဟင်ကအတီးပြပြောကြားခဲ့ကြောင်းဘာနာမသတင်းဌာနမှဖော်ပြထားပါတယ် အောက်တိုဘာ26ရက်မှ28ရက်အထိမလေးရှားနိုင်ငံကွာလာလမ်ပူးမှာကျင်းပမယ့်အာဆီယံထိပ်သီးညီလာခံမှာမြန်မာနိုင်ငံမှနိုင်ငံရေးနဲ့မသက်ဆိုင်သည့်ကိုယ်စားလှယ်တဦးသာတက်ရောက်ခွင့်ရမည်ဖြစ်ကြောင်းမလေးရှားမြို့ချုပ်ကပြောကြားခဲ့တယ်လို့သိရပါတယ်။2021ခုနှစ်နောက်ပိုင်းမှစပြီးအာဆီယံဟာမြန်မာနိုင်ငံမှနိုင်ငံရေးနဲ့မသက်ဆိုင်သည့်ကိုယ်စားလှယ်များကညီလာခံများတွင်တက်ရောက်ခွင့်ပြုခဲ့ပြီးမြန်မာနိုင်ငံ၏၎င်း၏နိုင်ငံခြားရေးဝန်ကြီးတို့သည်အာဆီယံထိပ်သီးညီလာခံများနှင့်ဆက်ဆက်စည်းဝေးများသို့အနည်းဆုံး9ကြိမ်ထပ်မံတက်ရောက်ခွင့်မရခဲ့တာဖြစ်ပါတယ်။ ဆိုပါအာဆီယံထိပ်သီးညီလာခံမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရုရှားဒုဝန်ကြီးချုပ်အလက်ဇန်ဒါနိုဘတ်တို့အပါအဝင်အင်အားကြီးနိုင်ငံများမှခေါင်းဆောင်များတက်ရောက်နိုင်သည့်အပြင်ဖိလစ်ပိုင်နိုင်ငံသည်အာဆီယံဥက္ကဋ္ဌရာထူးကိုလွှဲပြောင်းရယူမှဖြစ်ပြီးမြန်မာဒီမိုကရေစီအရေးကိုထောက်ခံအားပေးသည့်တီမော်လက်စတေနိုင်ငံသည်လည်းအာဆီယံ၏အဖွဲ့ဝင်နိုင်ငံသည့်အဖြစ်ပါဝင်လာွယ်ရှိတယ်လို့သိရပါတယ်ရှင်။ ဆက်လက်တင်ပြမယ့်သတင်းကတော့မော်လိုက်ကလေးအချင်းထောင်မှာရေပေါ်ဆေးကုသခွင့်ကိုလက်ပင်းလက်ယူများဖြင့်သာခွင့်ပြုနေတဲ့သတင်းဖြစ်ပါတယ်။စကိုင်းတိုင်းကလေးမြို့နယ်မော်လိုက်ကလေးအချင်းထောင်မှာထောင်အနာပိုင်များကအရှင်သားများရဲ့ရေပေါ်ဆေးကုသခွင့်ကိုလက်ပင်းလက်ယူများဖြင့်သာခွင့်ပြုပေးနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက်ကထုတ်ပြန်ထားပါတယ်။ မော်လိုက်ကလေးချင်းဦးစည်းဌာနဟာကျင်းသားများရဲ့ကျမရဲ့ဆောင်းရှောက်ကုသမှုအတွက်ဇေဝလုံလောက်မှုမရှိနေတဲ့အပြင်ရေးပေါ်လူနာများအားထောင်မကြီးပါဝင်ရရှိအချို့ကတောင်းခံတဲ့ဝေကြီးပမာဏပေးမှသာလျှင်ပြင်ပစေကုသခွင့်ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်ရေးပေါ်စေကူတာခွင့်တကြင်လင်းမြန်မာငွေ9သိန်းမှ30ကျားပေးဆောင်ရပြီးရံဖရဲခါမထောင်းအာနာပိုင်များရဲ့ KTV ဘိုးကိုပေးဆောင်မှသာစေကူတာခွင့်ရတဲ့ဖြစ်စဉ်တွေလည်းရှိတယ်လို့သိရပါဗျ ဇေဝါကူတာခွင့်မရတဲ့အခြေအနေများကြောင့်နိုင်ငံချင်းသားချို့ဟာအာယုံကျော်ဆိုင်ရာကြမ်းမိုင်းပြဿနာများကြုံတွေ့နေရပြီးခြေရောက်များလှုပ်မရတော့ကမတန်ဆွမ်းဖြစ်သွားရတဲ့အထိအခြေအနေများကိုရင်ဆိုင်နေရတယ်လို့ဆိုပါရယ်ဇေဝါဆောင်ရှားမှုလုံလောက်စွာမရရှိခြင်းရေးပေါ်စေကူတာခွင့်မရရှိခြင်းဟာနိုင်ငံချင်းသားများအားဖိနှိပ်ခြင်းအပြင်ချင်းသားများကိုပြုမှုရတဲ့လူကုန်သိက္ခာနှင့်ကာညီရမည်ဆိုတဲ့နိုင်ငံတကာလူခွင့်ရေးအဖွဲ့အစည်းများကသတ်မှတ်ထားတဲ့အချက်ကိုပေါ်ပေါ်ထင်ထင်ချိုးဖောက်နေခြင်းဖြစ်တယ်လို့ဖော်ပြထားပါရယ်မော်လိုက်ကလေးအချင်းထားမှာ ထောင်အာဏာပိုင်များရဲ့လုပ်ရက်များကို PPNM အနေနဲ့ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချထားပြီးနိုင်ငံရေးသားများရဲ့အသက်အန္တရာယ်ကိုချိန်ချောင်းနေတဲ့ရေးပေါ်စေကူတာခွင့်အားမိသည့်အကြောင်းနဲ့မှပိတ်ပင်တားဆီးခြင်းများမရှိဘဲရပ်တန့်စီလိုတယ်လို့ဆိုပါတယ်။ PPNM ရဲ့အစည်းအဝေးအရ2025ဇန်နဝါရီလမှအောက်တိုဘာလအထိကျင်းထောင်သည်သည်မှာစေဝါဆောင်ရှားမှုလုံလောက်စွာမရရှိမှုနဲ့ရေးပေါ်စေကူတာခွင့်မရရှိမှုများကြောင့်နိုင်ငံရေးသား28ဦးအထိကြာဆုံးခဲ့ရတယ်လို့သိရပါတယ်ရှင်။ ဆလတ်တင်ပြပေးမဲ့တဲ့ငါတော့ရန်ကုန်မှာလူငယ်များအားဇက်တိုက် ပေါ်တာဆွဲဖန်းစီမိသားစုကငွေပေးကပြန်ရွေးယူနေရတဲ့တဲ့ငါပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းတွင်ကမြို့နယ်အချို့မှာစစ်ကော်မရှင်တပ်ရဲနဲ့ပြူစောထီတွေကလူငယ်များကိုပေါ်တာဆွဲဖန်းစီမှုတွေဇက်တိုက်ဖြစ်ပွားနေတယ်လို့ရန်ကုန် Scout Network ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အော်တိုဘာလ15ရက်နေ့ကဗဟန်းမြို့နယ်ဗဟန်းသုံးလမ်းမှတ်တိုင်မှာသမီးစားစုံတဲ့တို့တွေကိုရဲကားတစ်စီးနဲ့ရောက်ရှိလာတဲ့ပြူစောထီတွေကဝင်ဆွဲပြီးကောင်းလေးကိုကားပေါ်တင်ခေါ်သွားခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက်၎င်းရဲ့အိမ်ကအချိန်မီအဆက်အသွယ်ရခဲ့တာကြောင့်ငွေကျပ်သိန်း90နဲ့ပြန်ရွေးထုတ်ခဲ့ရတယ်လို့သိရပါတယ် လာတို့တောင်ငုံစီပင်လမ်းမပေါ်မှာအော်တိုဘားလ22ရက်ညစနေနေ့ကတက်25နှစ်ဝင်းကျင်မြို့သားတို့ကိုကင်းပတ်နေတဲ့စစ်သားပြူအဖွဲ့များကဖမ်းဆီးသွားခဲ့ရာမိဘများကညတွင်ချင်းငွေကျပ်70သိန်းနဲ့ပြန်ရွေးယူခဲ့ရတယ်လို့သိရပါတယ်။တာဂီတာမြို့နယ်မှာလည်းအော်တိုဘားလ19ရက်နေ့မှာတက်22နှစ်အရွယ်ယောက်ျားလေးတို့ကိုကိုရက်ကွက်အုပ်ချုပ်မှုအဖွဲ့ကပေါ်တာဆွဲဖမ်းဆီးသွားခဲ့ပြီးအေရဝတန်းဂျုံမြို့မြို့ရှိရက်ကွက်တစ်ခုကိုငွေကျပ်125သိန်းနဲ့ရောင်းစားခဲ့တယ်လို့ဆိုပါတယ်။ပေါ်တာဆွဲရောင်းစားခံခဲ့ရသူရဲ့မိဘဆွေမျိုးများကလိုင်းလံစုံစမ်းပြီးအော်တိုဘားလ22ရ ရက်နေ့မှာပြန်ခေါ်ထုတ်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။ဒါအပြင်ရန်ကုန်မြို့နယ်မှာစစ်ကောမရှင်တပ်က PSMS စနစ်နဲ့ရှောင်းတခင်လိုက်စစ်ဖို့ရှိကြောင်းသိပေးထားပြီးစီတံဝင်နှများနဲ့ရခိုင်အမှုတစုံတရာညှိစွန်းမှုသူများအနေနဲ့သတိပြုဖို့လိုကြောင်း RSN ကဖော်ပြထားပါတယ်ရှင်။ ဆက်လက်တင်ပြပေးဦးမယ့်သတင်းကတော့ပြည်သူ့ပန်းနိုင်မှနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ IHR တင်နန်းပို့ချပေးတဲ့သတင်းဖြစ်ပါတယ်။ပြည်သူ့ပန်းနိုင်အသိပညာဖြန့်ဝေမှုအစီအစဉ်များမှာနိဗျတင်နန်းတက်ရောက်အောင်မြင်ခဲ့ပြီးပြန်လည်မျှဝေတင်ကြားနိုင်သည့် CDM ဆရာဆရာမ၃ဦးတို့ကနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ IHR အစိုင်းအခြေခံတင်နန်းကိုထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာအောက်တိုဘာလ14ရက်နေ့ကနေ15ရက်နေ့အထိနှစ်ရက်ကြာပြုလုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်ပါတယ်။ ဆိုမတင်နန်းကုန် CDM စစ်သားရဲများရဲဘက် CDM များပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟောင်းများနဲ့တက်ကြွလှုပ်ရှားသူများစုစုပေါင်း20ဦးတရောက်ခဲ့တယ်လို့သိရပါဗျ။တင်နန်းမှာ IHS ဆိုင်ရာဥပဒေကြောင့်တည်ကောင်းစရာများပို့ချခြင်း၊ဂျာကန်လက်တရားများတတ်မှုဆိုင်ရာအကြောင်းပို့ချခြင်း၊မိကွများဖြေချခြင်းတူးချင်းသောမဟုတ်ဖွဲလိုက်ဆွေးနွေးဖလှယ်ခြင်းတို့ကိုတင်နန်းဆရာများကဦးဆောင်ပြီးတက်ကြွစွာဆောင်ရွက်ခဲ့တယ်လို့ဖော်ပြပါဗျ။ ပြည်သူ့ဗန်နိုင်အနေနဲ့စစ်ပွဲအတွင်းရသားထိခိုက်မှုများဆရာဆွေးမှုကျူးလွန်မှုများကိုဖော်ထုတ်ထောက်ပြခြင်းမှတ်တမ်းယူခြင်းရသားထိခိုက်မှုနည်းအောင်ဆောင်ရွက်ခြင်းတရားမျှတမှုဖော်ဆောင်ခြင်းဆိုင်ရာများကိုပြည်သူများကြားကြေကြေပြန့်ပြန့်သိရှိကလက်ဆင့်ကမ်းမျှဝေနိုင်စေရန်နဲ့လူ့ကျွေးကဏ္ဍပြုပြင်ပြောင်းလဲလာစေရန်ဤရွယ်ဆောင်ရွက်လျက်ရှိကြောင်းသိပေးထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ကချင်ပြည်နယ်ပညာရေးဆုံးတက္ကသိုလ်မှ2026ပညာသင်နှင့်တက္ကသိုလ်ဝင်ငွေလျှောက်လွှာများခွဲယူနေတဲ့သတင်းဖြစ်ပါတယ်။ ကချင်ပြည်နယ်ပညာရေးဆောင်တက္ကသိုလ်ရဲ့တက္ကသိုလ်အသီးတွေက2026ပညာသင်နှစ်အတွက်တက္ကသိုလ်ဝင်ခွင့်လျှောက်လွှမ်းများခေါ်ယူနေတယ်လို့ Kachin State Comprehensive University ကထုတ်ပြန်ထားပါတယ်။ကျောင်းလျှောက်ထားသူများဟာ2029ခုနှစ်နဲ့မတိုင်မီကတက္ကသိုလ်ဝင်နဲ့အောင်မြင်ပြီးသူများနိုင်ငံတကာသိမှတ်ပြုအောင်လည်းမဲ့ GD နဲ့ IGCSE ရရှိထားသူများကချင်ပညာရေးဌာန KED မှာတက္ကသိုလ်ဝင်နဲ့အောင်မြင်သူများစေကံပညာပြမြောက်ကျောင်းစစ်ဆေးကဲ့ဖြတ်ခြင်း BECA မှာဘာသာရပ်အားလုံးအနေအဆုံး secret ရရှိထားသူများ တက္ကသိုလ်သီးသီးရဲ့ဝင်ခွင့်သတ်မှတ်ချက်များနဲ့ကာညီသူများဖြစ်ရမယ်လို့ဆိုပါတယ်။ပေါ်ပြမှာအချက်အလက်များနဲ့ကာညီသူများဟာ School of Medical Science, School of Economics, School of Nursing Science, School of Technology, School of Architecture နဲ့ School of Arts and Science စတဲ့အကြောင်း၆ကြောင်းမှဝင်ခွင့်လျှောက်ထားနိုင်တယ်လို့သိရပါတယ်။ တက္ကသိုလ်ဝင်ငယ်လျှောက်လာများကိုနွေမာလာ၃ရက်နေ့မှစတင်ပြီးကချင်ပြည်နယ်ပညာရေးဆောင်တက္ကသိုလ်စောင့်မကြီးရာဌာနတွင်မနက်၉နာရီမှညနေ၄နာရီတွင်ထုတ်ယူနိုင်ပြီးလျှောက်လာတင်သွင်းရမည့်နောက်ဆုံးရက်ကိုသက်ဆိုင်ရာအကြောင်းအသိတည်းရဲ့ဝင်ခွင့်သက်မဲ့ချက်များမှကြည့်ရှုနိုင်မှာဖြစ်ပါရဲ့ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Video Energy သတင်းနောက် Car Share နဲ့ Brand Photo ကပေးပို့ထားတာဖြစ်ပါရဲ့ရှင်။